အဲ့တော့ SME ရဲ့အခြေအောက်ကတော့ဆရာမတို့အားလုံးသိတဲ့အတိုင်း small နဲ့ medium size enterprises small နဲ့ medium size company လေးတွေအကြောင်းပဲဖြစ်ပါတယ်။အဲ့တော့အဲ့ဒီ ဟိုတာမန် large organization တွေမှာအသုံးပြုလေးရှိတဲ့ HR practices တွေနဲ့เนาะ small and medium size မှာအသုံးပြုတဲ့ HR practices တွေဟာအနည်းငယ်ကွာခြားတယ်ဆိုတာလေးကိုဒီ lecture မှာဆင်မဆွေးနွေးသွားမှာဖြစ်ပါတယ်။ပထမအဆုံးဆင်မရှင်းပြချင်တာကတော့သူတို့ရဲ့ definition တွေပဲဖြစ်ပါတယ်။เนาะ small and medium size ကိုဆင်မတို့နိုင်ငံတကာမှာအစိုးရအသီးသီးကနိုင်ငံတော်အစိုးရတွေကနေပြီးတော့သတ်မှတ်ချက်တွေနဲ့ခွင့်ပြုထားပေးပါတယ်။ အဲ့တော့နိုင်ငံအသီးသီးမှာ small and medium size ကိုတတ်မှတ်ထားတာဟာတနိုင်ငံနဲ့တနိုင်ငံမတူဘူးဆိုတာတွေ့ပါတယ်။ဒါမဲ့တူတဲ့အချက်ကတော့နိုင်ငံအသီးသီးမှာပဲ SME တွေကိုအထူးအလေးထားပြီးတော့ပံ့ပိုးကူညီနေရဆိုတာပဲဖြစ်ပါတယ်။ဘာလို့ small business တွေကိုဦးစားပေးပြီးတော့ကူညီပေးနေရလဲဆိုရင်သူတို့တွေကနေပြီးတော့เนาะဒီအလို့ကန်ခံထားပေးတဲ့အခါမှာနိုင်ငံ နော်လူဦးရေရဲ့နော်30ရာခိုင်နှုန်းအနည်းဆုံး30ရာခိုင်နှုန်းအထိကိုအလုံကံရရှိအောင်လုပ်ပေးနေတာတွေဟာ small and medium size တွေဟာဖြစ်နေပါတယ်ပြီးတော့ဝန်ထမ်းတွေကိုနော်ဒီဒီ business လေးတွေမှာလုပ်ရင်းနဲ့နော် training ground လိုမျိုးဖြစ်လာတာပေါ့နော်အဲ့မှာလေ့ကျင့်သင်ကြားပေးပြီးတော့ အဲ့ရနေတက်မြောက်လာတဲ့ဝန်ထမ်းတွေဟာလုပ်ငန်းကြီးတွေကိုတဆင့်ကူးသွားတာလေးရှိပါတယ်။ Small Business တွေကြီးထွားအောင်မြင်လာတာနဲ့အမျှတိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လည်းလုပ်ပေးနိုင်တာဖြစ်တဲ့အတွက်အဲတော့နိုင်ငံတော်တော်များများမှာဒီ Small Business တွေကိုဂရုတစိုက်နဲ့ပံ့ပိုးကူညီလုပ်ကင်ပေးနေတာတွေ့ပါတယ်။ကဲအခုတော့ဘလိုတွေကို size တွေကိုသတ်မှတ်ပါသလဲလို့ကြည့်လို့ရှိရင် EU ရဲ့ USA ရဲ့ China ရဲ့မြန်မာနိုင်ငံရဲ့မှာဘလို့ကွာခြားနေလဲဆိုတော့ဆရာမဥပမာအနေနဲ့တင်ပြပါမယ်။ EU မှာဆိုလို့ရှိရင်ဆရာမတို့ ို့ဒီ small business ဆိုတာကိုတို့ကအာဝန်ထမ်းဥယေရယ်เนาะတို့ရင်းနှီးမြှုပ်နှံမှုထည့်ထားတဲ့ ပမာဏရေเนาะအဲ့ဒါတွေပုံမှာဆင်မတို့ကသတ်မှတ်ထားတာ တွေ့ပါလေဥပမာအဖြစ်ပြောမယ်ဆိုရင် small လို့ပြောပြီးဆိုလို့ရှိရင်ဝန်ထမ်းကအ ਨੇ เนาะဘလောက်ထိပဲရှိရမလဲဆိုရင်လူဦးရေ90အောက်ဖြစ်ရမယ်ဝန်ထမ်းဦးရေ90အောက်ရှိရမယ် medium size ကကြတော့အဲ90ကနေပြီးတော့250အတွင်းရှိတဲ့เนาะ business လေးတွေကိုဒါ small business ဆိုသတ်မှတ်တယ်ပြန်ပြောပြပါမယ်เนาะလူဦးရေ90အောက်ရှိတယ်ဆိုလို့ရှိရင်ဒါ small လို့သတ်မှတ်တယ်90ကနေ ေပြီးတော့250အတွင်းရှိတဲ့အဲ business လေးတွေကို medium size ဆိုသတ်မှတ်တယ်။ဒါဆိုရင်ဆ iam မရဲ့90အောက်မှာဟလာအ ਨੇ ဆုံး3-5ယောက်ပဲရှိတယ်။10ယောက်ပဲရှိတဲ့လုပ်ငန်းလေးတွေကြတော့ဆိုတော့အဲ့ဒါကိုကြတော့သူတို့က micro company ဆိုလို့သတ်မှတ်တယ်။အင်မတန်သေးငယ်တဲ့နော် business လုပ်ငန်းလေးတွေလို့သူတို့သတ်မှတ်ပါတယ်။ဒါအဲ့တော့ဒါကလူဦးရေနဲ့သတ်မှတ်တာပါ။ပြီးတော့လို့ရှိရင်သူတို့ရဲ့ဒီဝင်ငွေအင်အားကိုလည်းကြည့်ပါတယ်။နော်ဝင်ငွေ sales volume ပေါ့နော် sales volume turnover rate က turnover ကဘယ်လောက်ရှိလဲလို့ကြည့်လိုက်တဲ့အခါမှာဒီဝန်ထမ်းဥယေ10ရောင်းနဲ့အောက်လဲရှိတယ်သူတို့တစ်နှစ်တစ်နှစ်မှာ business run လိုက်လို့ sales turnover ဟာ euro ပေါ့နော် europe ဆိုတော့ euro နဲ့ပေါ့နော်ပတ်စံ2 million အောက်ကိုရရတယ်ဆိုရင်တို့ကမိုက်ခရိုလို့သတ်မှတ်တယ်เนาะဝန်ထမ်းဥယျာ90အောက်ရှိမယ်နောက်ပြီးတော့ sales volume ကဘယ်လောက်လဲဆိုလို့ရှိရင်10 million အောက်ကိုရှိတယ်ဆိုရင်အဲ့ဒါအာ small business ဖြစ်တယ် medium size ကကြတော့လူဦးရေ250အောက်ဖြစ်တယ်ပြီးတော့သူ့ရဲ့ sales volume ကကြတော့90 million အောက်ကိုရောက်နေတယ်ဆိုလို့ရှိရင်50 million အောက်ကိုရောက်တယ်ဆိုရင်တို့ကဒါဟာ medium size လို့ပြောပါတယ် နော်အဲ့တော့ပိုင်းဆိုင်မှုတွေကိုလည်းကြည့်လိုက်တဲ့အခါမှာကြတော့သူတို့ကဒီ access တွေပေါ့နော်ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံထားတဲ့ access တွေပိုင်းဆိုင်မှုလဲဆိုလို့ရှိရင်လေဒီ micro level နော်အဖွဲ့အစည်းမှာရင်းနှီးမြှုပ်နှံထားတဲ့ပိုင်းဆိုင်မှုဟာ2 million ပဲရှိရမယ်နော်2 million အောက်ပဲရှိရမယ် small ဆိုလို့ရှိရင်10နောက်ပြီးတော့ medium ဆိုရင်43 million အထိပဲသူတို့ရဲ့ access တွေနော် ရှိရမယ်လို့သတ်မှတ်ပေးထားတာတွေ့ရပါတယ်